တိတ်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်အေးရပါတယ်ကျေးဇူးပါမာမလေးတွေကလည်းအိမ်ကတော့မပြောဘူးလားမာမတော့မရဘူးဘလို့အိမ်ကွဲမဟုတ်ဘူးဟုတ်ပါလေအဲ့ဒါဆွဲပြီးနေရတာ ဘလို့ဘလို့အိမ်လိုက်ရရရကိုယ်ဆိုင်လာပြီနေရာမှာရဲအိမ်မှာမဟုတ်ဘူးတယောက်မှဟုတ်တယ်အိမ်ဖမ်းမင်းငိုနေငိုနေခဏနေပြေးမယ်ဟိုကလည်းပဲချောက်ထားတော့မရှိဘူးရတယ်ငိုနေရောက်ရောက်နေရောငိုနေငါပုံငိုရေးနေစိုက်စိုက်နေတာကြီးနော်ရောက်ညီမလေးတိတ်မရဘူးပြောလို့နော်စိုက်စိုက်စိုက်တိုင်းပဲစိုက် ငူနဲ့ကမ်းမမရဘူးမာရဒီမလေးတော့အိမ်ခွဲမဟုတ်လို့ဟုတ်လားဘာလို့မပေးဘူးမရှိတော့ဘူးဟောရဝယ်ထားတဲ့အိမ်ကြီးရတော့မပါဟိုအိမ်နဲ့ရတော့ခုမှမရှိတော့ဘူးဒီမလေးတေချာကန်အောင်စိုက်တေချာကန်အောင်ဒီဝေးလာဒီဝေးလာဒီဝေးလာဝယ်ထားတော့တော့တော့လေခိုက်တယ်မလေးနဲ့ငူနဲ့ခိုက်တယ်ဒီဗီဒီယိုဖိုင်ကိုမြင်တော့ဖိုတကမာလေးကိုလည်းတနာမိတယ်လို့တကမာလေးဖြူဖြူထွေးကိုလည်းပဲတာထုခေါ်မိပါတယ် အဲ့ဒီဒကမာလေးလိုပဲခွဲခြားဆက်ဆံခံရတဲ့လူတွေရှိနိုင်ပါတယ်เนาะဒီလိုဖြစ်ရမျိုးက2008ခုနှစ်နာဂစ်ကာလမှာလည်းဖြစ်ခဲ့ပါတယ်2008ခုနှစ်တုန်းကတိုက်ခဲ့တဲ့နာဂစ်မုံတိုင်းကိုတချို့ဒကာဒကာမတွေကြုံဘူးကြပါလိမ့်မယ်ဦးစင်းကတော့ကိုယ်တိုင်ကြုံခဲ့ပါတယ်နာဂစ်မုံတိုင်းတိုက်တဲ့အတွက်ဒုက္ခရောက်နေတဲ့လူတွေကိုဒေသအသီးသီးနိုင်ငံအသီးသီးကဒကာဒကာမတွေကထောက်ပံ့လှူဒန်းကြပါတယ် အဲ့ဒီလိုထောက်ပံ့လှူဒါန်းတဲ့ပစ္စည်းတွေကိုမတမာတဲ့လူတချို့ကလမ်းခုလက်ကနေဖြတ်စားလက်စားလုပ်ပါတယ်မလုတဲ့မလုထိုက်တဲ့အောက်တန်းကြတဲ့အလုပ်ကိုလုပ်တာပါနော်အဲ့တချို့ကြတော့လဲပဲဒီဗီဒီယိုတဲကအတိုင်းပေါ့နင်တို့ကငါတို့လောက်ဒုက္ခခံစားရတာမဟုတ်ဘူးငါတို့ကနင်တို့ထက်အများကြီးဒုက္ခခံစားရတယ်ဒါကြောင့်နင်တို့မယူနဲ့ငါတို့ပဲယူမယ်ဆိုပြီးတော့ကိုတစ်ဖက်လူကိုမပေးဘူးသူတို့ပဲယူကြတယ်နော်အဲ့ဒါ2008ခုနှစ်နာဂိတ်ကာလမှာဖြစ်ခဲ့တာ အခုလည်းပဲဒီလိုပုံစံဖြစ်နေပါတယ်နော်ဒုက္ခရောက်နေတဲ့လူသားအချင်းချင်းပဲဘာကြောင့်ခွဲခြားဆက်ဆံရတာလဲတဘာဝဘေးကြုံနေတဲ့အချိန်ဟာအလုံးဒုက္ခရောက်နေတဲ့အချိန်ဖြစ်တယ်နော်အဲ့ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာတဦးနဲ့တဦးလူသားချင်းစာနာတဲ့စိတ်နဲ့ကာကွယ်ဆောင်ရှောက်ကြပါမေတ္တာတရားထားကြပါနော်ဒါလေးဥစဉ်ပြောခြင်းပါတယ်နောက်ပြီးဒုက္ခရောက်နေတဲ့လူတွေကိုထောက်ပံ့လှူဒန်းပေးကြတဲ့ဒကာဒကာမတွေကိုလည်းပဲဂုဏ်ပြုစကားဆိုပါတယ် ဦးဇင်းတို့မြတ်စွာဘုရားဟာတနေ့လောကကို6ကြိမ်ကြည့်တော်မူပါတယ်။ဘာအတွက်ကြည့်တာလဲဆိုရင်ဒုက္ခရောက်နေတဲ့တတ္တဝါကိုတည်တင်းစောင့်ရှောက်ဖို့ပါ။တနေ့6ကြိမ်ကြည့်လို့ဒုက္ခရောက်နေတဲ့တတ္တဝါကိုမြင်ပြီးဆိုရင် ကိုတော်တိုင်သွားရောက်ပြီးတည်တင်းစောင့်ရှောက်တော်မူပါတယ်။ဦးဇင်းတို့ပုထုဇဉ်တွေကတော့ဘုရားရှင်လိုတနေ့6ကြိမ်မကြည့်နိုင်တဲ့အတွက်တနေ့တစ်ကြိမ်လောက်တော့ကြည်ပြီးဒုက္ခရောက်နေတဲ့လူတွေကိုကယ်တင်စောင့်ရှောက်ဖို့လိုပါတယ်။အဲဒီလိုဒုက္ခရောက်နေတဲ့လူတွေကိုမိမိတက်နိုင်သလောက ယ်တင်စောင့်ရှောက်ပေးခြင်းဟာဖယားရှင်ရဲ့လမ်းစဉ်ကိုလိုက်ရရောက်ပါတယ်နော်အဲ့ဒီလိုဖယားရှင်ရဲ့လမ်းစဉ်ကိုလိုက်တဲ့လူတွေကိုလည်းပဲဖယားအစရှိတဲ့အရိယာသူတော်ကောင်းတွေကတာဓုခေါ်ပါတယ်ချီးမွမ်းကြပါတယ်ဒါကြောင့်အခုလိုမျိုးဒုက္ခရောက်နေတဲ့လူတွေကိုကယ်တင်စောင့်ရှောက်ပေးခြင်းဟာဖယားအစရှိတဲ့အရိယာသူတော်ကောင်းတွေရဲ့လုပ်ရဖြစ်တယ်လို့ဂုံပြုစကားဆိုပါတယ်နော်အားလုံးကိုစိတ်နှပြချမ်းသာကြပါစေ။